့ဇာတကမှာဇတ်တော်မှာလာတာလေးတစ်ခုပြောပြမယ်။မြင်တာကိုမြင်တဲ့အတိုင်းပြောရနေလို့သိတာကိုသိတဲ့အတိုင်းပြောရနေလို့ဒုက္ခရောက်သွားပုံကလေး။ရှင်းတော့ကပုံနာကြီးဇနီးခင်မွန်ရှိတယ်တဲ့။သာသမီမရှိတော့အင်မတန်လိမ္မာတဲ့ကျက်တူရွေးလေးနှစ်ကောင်ကိုသားအဖြစ်မွေးထားတာ။တနေ့တော့ပုံနာကြီးကခကြီးထွက်เสียရရှိတယ်။ရှိတော့ကျက်တူရွေးလေးနှစ်ကောင်ကို အနာခေါ်တိုးတိုးတိတ်တိတ်မှားတယ်။ငါသားတို့ အဖေခရီးသွားတဲ့အခါမှာမင်းတို့အမေပုံလေးမကိုတည်တည်ချာချာစောင့်ကြည့်စိတ်မချဘူးအဲ့ဒီလိုမှာပြီးတော့ပုံနာကြီးကခရီးထွက်သွားရော ပုံနာကြီးသွားတဲ့နေ့ကစပြီးတော့လေစိတ်မချမယ်ဆို စိတ်မချเสียပါပဲပုံလေးမကြီးကတခြားသောယောက်ျားတွေနဲ့ဖောက်ပြားတွေတဲ့အဲ့ဒါကိုကြက်တူကြီးလေးနှစ်ကောင်က မြင်းနေတယ်မြင်းနေတော့မြင်မာများလာတော့ ကျက်တူရဲ့အငဲကောင်က ပြောခြင်းဒီလိုမလုပ်သင့်ဘူးလို့ပြောခြင်းအဲ့ဒါနဲ့သူ့အကူကြီးကိုဖွင့်ပြောတယ်ကျုပ်ကတော့ပြောလိုက်တော့မယ်အဲ့တော့အကူဖြစ်တဲ့ကျက်တူရဲ့ကဖရာလောင်းလေးငါကြီးမပြောနဲ့ပြောရင်မင်းဒုက္ခရောက်တားလာဒါပေမဲ့တားလို့မရဘူးအငဲကောင်ကပြောခြင်းစိတ်ကိုမအောင်နိုင်ဘူးမစောင့်နိုင်ဘူးဟင်ဒကမကြီးတွေအဲ့ဒီလိုခံစားချက်မျိုးကြုံဘူးလား ပြောကျင်တာကိုမအောင်နိုင်ဘူးမစောင့်နိုင်ဘူးတခါတလေကိုစကားနားထောင်မဲ့လူမရှိလို့မျောပြီးတော့နေတာပြောကျင်နွန်းလို့ဟင်တက္ကမကြီးတွေမှန်ပါဗျာအေးအခုလည်းပဲအဲ့ဒီကောင်မစောင့်နိုင်ဘူးမအောင်နိုင်ဘူးအဲ့ဒါအကိုတားတာကိုနားမထောင်မဲနဲ့ပုံနေမကြီးစီသွားပြီးတော့အမေခမရဒီလိုလှုပ်တာတော်လားဗျာဒီလိုမလှုပ်သင့်ဘူးသွားပြီးတော့ပြောတာပုံနေမကြီးမျက်လုံးပြူးဒုက္ခပဲဒီကောင်တိတ်သွားပြီး လူဆိုတော့ညံရှိတယ်ညံမမကောင်းတဲ့ညံတွေကပိုးတောင်ရှိသေးတယ်အဲ့ဒါနဲ့ငါသားတဲ့ငါသားကအမေကိုဆုံးမဖို့ရပါပြီတဲလိမ်မာတာပဲလာပါဦးအမေနားလာပါဦးချော့ခေါ်တာအနားလေရောက်ပြီဆိုတော့ဖြတ်ခနဲ့ဆွဲပြီးတော့လေဘင်းကိုလိန်ချိုးလိုက်တယ်ကိုယ့်အကူအေးအေးမနေနိုင်တဲ့အကောင်ဟုတ်လားအဲ့ဒီလိုလေဘင်းကိုလိန်ချိုးပြီးတော့မိကြီးခဲတွေရှိတဲ့ပြာပုံထဲကိုထိုးသိမ့်လိုက်တယ် အဲ့ဒါကိုအစအဆုံးဟိုတန်းပေါ်မှာလမ်းလျှောက်နေတဲ့အကိုကမြင်တယ်။မှန်ပါဗျာ။ငါပြောစကားနားမထောင်နိုင်ကော။အဲ့ဒီလိုနဲ့ပုံနာကြီးပြန်ရောက်လာ။ရောက်လာတဲ့အခါကျတော့ပုံနာကြီးကကျက်တူရဲ့နှကောင်ဆုံမဆုံတောင်းမကြည့်နိုင်ဘူး။ရှိတဲ့ကျက်တူရဲ့ခေါ်ပြီးတော့ဘယ်နဲ့တော့မင်းအမေဘယ်နဲ့တော့မေးတာ။မေးတဲ့အခါကျတော့ကျက်တူရဲ့လေးကအဖေတဲ့ မြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းပြောမိလို့ကျွန်တော်ရဲ့ညီကတော့ပြာဘူးထဲမှာသေးပြီးတော့အိတ်နေပြီတဲ့မှန်ပါဗျာဟုတ်လားမှန်ပါဗျာအဲ့ဒီတော့အဖေလည်းမှတ်ထားမြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမစင်စားမစင်ခြင်းမဲနဲ့မစူးစမ်းမဲနဲ့ပြောတဲ့လူဟာကျွန်တော်ရဲ့ညီလေးသေးတယ်လို့သိရလိမ့်မယ်တဲ့မှန်ပါဗျာအဲ့ဒါလို့ပြောပြီးတော့ဟိမွန်တာကိုပြန်သွားတာပြန်မလာတော့ဘူးတဲ့